Welcome to our latest episode. I'm your host, San. Food Panda လို့ပြောလိုက်တာတိုင်းကျွန်တော်ပန်းရောင်ဝတ်ထားတဲ့ delivery တမားလေးတွေကိုသွားပြီးပြင်ပြကြပါတော့။အများသောအားဖြင့် Food Panda ကဘယ်ရလာလဲဆိုတော့ကျွန်တော်ထိုင်းထိုင်းကအဓိကလာတယ်လို့လည်းကျွန်တော်ကအခြေခံအဖြစ်သိထားကြတယ်ပေါ့နော်။ Okay, လက်ရှိ Food Panda ကဘာတွေဖြစ်နေလဲဆိုတော့လာမယ့်2025ခုနှစ်မေ23ရက်နေ့မှာ Food Panda က ထိုင်းမှာရှိတဲ့ဝန်ဆောင်မှုအားလုံးရန်နာပြီးတော့ထိုင်းနိုင်ငံနေထွက်ပါတော့မယ်ဆိုပြီးတော့ Delivery Hero ဆိုတဲ့ company နဲ့ပြီးတော့ကြီးညာလိုက်တယ်။အဲ့တော့ဘာဖြစ်လို့ဒီလိုမျိုးထွက်သွားရလဲ။ထိုင်းမှာ Food and Tea ရှိနေရ73နှစ်လောက်ရှိနေပြီလေ။အဲ့တော့ဘာဖြစ်လို့သူကထွက်သွားရလဲ။အဲ့တော့ဒီအကြောင်းလေးမပြောခင်ကျွန်တော် Delivery Hero ဆိုတဲ့ company အကြောင်းလေးကျွန်တော်ကအဓိကအရင်သိထားဖို့လိုတယ်ပေါ့နော်။ Delivery Hero ဆိုတဲ့ company က German company တခုပါ။သူက Food and Tea ရဲ့ meeting company တခုပေါ့။အဲ့ဒီ company ကဒီ ဖူပန်ဒါလိုမျိုးပဲတခြားနာမည်တွေ ਨੇ ဒီ Asia Pacific ဒီတခြားနိုင်ငံနိုင်ငံတွေမှာလည်းသူ့ရဲ့ market ကိုထိုးပေါက်ထားရပါဘူး။ဥပမာထိုင်းနိုင်ငံမှာဆိုလို့ရှိရင်တော့ဖူပန်ဒါအာတခြားနိုင်ငံမှာဆိုလို့ရှိရင် Hanger Station တို့ Talabat တို့စသဖြင့်နာမည်တွေ ਨੇ သူက brand ကိုဖောက်ထားရပါဘူးเนาะ။သူ့ရဲ့ delivery heroes ရဲ့ဒီ fan ကကမ္ဘာတဝန်းမှာဆိုလို့ရှိရင်နိုင်ငံ80ကျော်မှာသူ့ရဲ့ business ကို run နေလို့ပြောတယ်။အဓိကကတော့အစားအစာအပြင်တော့ဈေးဝယ်စရင်နေပန်းနေ ကော်ဖီဆေးရောစားတဲ့ဟာတွေ cross ပြီးရဲ့အဲ့အကောင်ပို့ဆောင်ပြီးရဲ့အာ service တကူပါအဲ့တော့ဒါ delivery hero ဆိုတော့ဒီ German company ရဲ့နောက်ခံသမိုင်းအကြောင်းလည်းသူ့ရဲ့လက်ရှိလုပ်နေတဲ့အကြောင်းလည်းပြောပြသွားပါအဲ့တော့ delivery heroes ရဲ့ brand အခွဲတကူဖြစ်တဲ့ food panda ကထိုင်းနိုင်ငံမှာဘာကြောင့်73နှစ်ကြာလုပ်ပြီးတော့အခုချိန်မှာထွက်သွားရတာလဲ delivery hero ရဲ့ပြောကြားချက်အရဆိုလို့ရှိရင်တော့ဖူပန္နာထိုင်းလန်ကထိုင်းမှာ73နှစ်ကြာလုပ်ခဲ့တယ် အဲ့ဒီကာလအတွင်းတခါမှလည်းအမြင့်မရခဲ့ဘူးပေါ့နော်စုစုပေါင်း73ဘီလီယံအရှုံးပေါ်ရဲလို့ပြောခဲ့တယ်အဲ့တော့73နှစ်မှာ73ဘီလီယံဘတ်အရှုံးပေါ်ရဲဆိုတော့ကျွန်တော်အကြမ်းဖြင့်ကြည့်မယ်ဆိုလို့ရှိရင်တစ်နှစ်မှာ1ဘီလီယံဘတ်လောက်သူကအရှုံးပေါ်နေတယ်လို့ကျွန်တော်တို့ဒီလိုပဲမြင်လို့ရတယ်ပေါ့နော်အဲ့တော့သူ့ရဲ့အရှုံးပေါ်မှုက2023ခုနှစ်မှာဆိုလို့ရှိရင်922တန်ဘတ်အရှုံးပေါ်ခဲ့ရဲဆိုတော့ဒါ 73နှစ်မှာအ ਨੇ ဆုံးအရှုံးခေါ်တာ2023လို့ပြောလို့ရတယ်။ Time မှာ Food Panda ရဲ့အနေထောက်တစ်ချက်ကြည့်မယ်ဆိုလို့ရှိရင် Time မှာ Delivery Service လုပ်နေတဲ့ company အကြီးဆုံးသုံးအဲ့ဒါကြီး Grab Food ရဲ့ Lineman Online ဆိုတဲ့ဟာရဲ့နောက်တစ်ခုက Food Panda ဖူပန္နာကတော့ထိုင်းစစ်ကွယ်မှာတတိယနေရာမှာရှိရပါတော့မြန်မာနိုင်ငံမှာတော့ဖူပန္နာကနံပါတ်1လို့ပြောလို့ရတယ်သူနောက်ကနေမှာ grab ကလိုက်တယ်ဘာလို့လဲဖူပန္နာအရင်ဝင်တာဖူပန္နာကထိုင်းမှာရှိရဲ့ ဒီ market တွေက competitor တွေနဲ့လည်းတော်တော်လေးရှင် fight ရတယ်အဲ့ဒီဈာထဲမှာမှဒီလိုမျိုးအရှုံးပေါ်ပြီးနိုင်ငံတွေကထွက်သွားတယ်ထွက်သွားရတဲ့အထိကိုသူတို့အရှုံးပေါ်ပါတယ်သူတို့ဝန်ဆောင်မှုတွေကိုရပ်ဆိုင်လိုက်ရတယ်ဒါပေမဲ့အထိုင်းမှရှိတဲ့ ABAC ဆိုတဲ့ဒီ regional team ကတော့မူလအတိုင်းပဲဆက်လက်လုပ်ကိုင်မယ်လို့ပြောသွားတယ်ပေါ့နော်အခုလက်ရှိအထိကတော့ထိုင်းမှာဖူဘန်နာကိုဆက်ပြီးအသုံးပြုလို့ရအောင်မယ်။မေ23မှာတော့ဒီဝန်ဆောင်မှုကိုအသုံးပြုလို့ရအောင်မဟုတ်တော့ဘူး။ Application လည်းအသုံးလို့ရအောင်မဟုတ် တော့ပြောသွားတယ်အဲ့တော့ဒီပြဿနာကဘယ်ဟာဆက်ပြန်လာလဲကျွန်တော်ခြေရာကောက်ကြည့်မယ်ဆိုလို့ရှိရင်တော့အာ2021 July 16ရက်နေ့ကစတယ်လို့ပြောလို့ရတယ်2021 July 16ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာဒီဒီမိုကရေစီရေလှုပ်ရှားမှုတွေအများကြီးလုပ်ကြတယ်ပေါ့နော်အဲ့ဒီအချိန်တော့ဒီဒီမိုကရေစီထိမ့်မဲ့ရုပ်ထုအနေမှာစန္ဒပြတဲ့စန္ဒပြပွဲတခုလုပ်တယ်အဲ့ဒီစန္ဒပြပွဲကဘယ်ကနေစပြီးတော့ဖြစ်တာလဲဆိုတော့ ။နောက်ပြီးတော့ထိုင်းပြည်သူတွေကဘာလို့ဆန္ဒပြရလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်ကြည့်အောင်။2021ဇူလိုင်လမှာဆန္ဒပြရဲ့အဓိကဆန္ဒပြပွဲတွေကထိုင်းအစိုးရနဲ့ပြီးတော့ဘရင်စနစ်ပေါ်မှာသူပြင်းပြင်းထန်ထန်ပြုပြင်ပြောင်းလဲမှုတွေလူလူကတောင်းဆိုခြင်းနဲ့အတွက်ကြောင့်ဆန္ဒပြကြတာပေါ့နော်။အဲ့ဒီထိုင်းပြည်သူလူထုရဲ့အဓိကတောင်းဆိုချက်က၄ချက်ရှိရပေါ့နော်။အဓိကနံပါတ်၁အချက်ကထိုင်းဝန်ကြီးချုပ်ပရာယုတ်ချန်ဝန်ချောင်းနှုတ်ထွက်ခိုင်းတာ။2014ခုနှစ်မှာထိုင်းမှာစစ်အာဏာသိမ်းမှုဖြစ်တယ်။အဲဒီစစ်အာဏာသိမ်းမှုကနေတဆင့် အာနာရလာတယ်ပရာယုတ်ကသူ့ရဲ့အာနာကိုအခုချိန်နေပေါ့နော်အမတရားတဲ့နီလန်းနေနဲ့စုပ်ကင်ထားတော့ဆက်ပြီးအာနာရရှိတီမဲရဲ့အတွက်ကြိုးပမ်းနေရဆိုပြီးတော့ခိုင်းရလူရဆန္ဒပြကြတယ်သူ့ကိုနှုတ်ထွက်ခိုင်းကြတယ်နံပါတ်2အချက်ကကျတော့ဘယင်စနစ်ကိုပြုပြင်ပြောင်းလဲပေါ့နော်ဘယင်စနစ်ကအာနာတွေကိုအကန့်အသတ်နဲ့ထားဖို့ပေါ့နော်ဘယင်ရဲ့အာနာတွေအကန့်အသတ်နဲ့ထားဖို့ပြီးရင်ဘယင်အဖွဲဒီတော်ဝင်အဖွဲရဲ့တာဝန်ယူမှုတာဝန်ခံမှုတွေပို့ပြီးတော့တာဝန်ယူအောင်သူကတုံးမြင့်တောင်းဆိုကြတာပေါ့နံပါတ်3အချက်ကကျတော့ အခြေခံဥပဒေတကိုရေးဆွဲခိုင်းတာ2019ခုနှစ်မှာစစ်အာဏာရှင်အစိုးရကထိုင်းစစ်အာဏာရှင်အစိုးရပေါ့နော်ရေးဆွဲခဲ့တဲ့အခြေခံဥပဒေတခုရှိတယ်အဲ့ဒီအခြေခံဥပဒေကမြန်မာနိုင်ငံလိုပဲဒါစစ်တပ်ကရေးတဲ့အခြေခံဥပဒေဖြစ်တဲ့အတွက်ကြောင့်မလို့မတရားတဲ့နီလန်နဲ့အာဏာကိုတိဆောက်ထားတယ်နောက်ပြီးတော့မတရားတဲ့ဖွဲ့စည်းရေးကိုလည်းထောက်ပံ့နေဆိုပြီးတော့အာထိုင်းပြည်သူလူထုကယုံကြည်တယ်အဲ့တော့ကြောင့်သူတို့ကဆန္ဒပြကြတယ်နံပါတ်၄အချက်ကကျတော့ COVID-19 ကင်ကွယ်မှုပေါ်မှာပြည်သူလူထုကမကြည်နဲ့တာပေါ့နော် မကြည်နဲ့တဲ့အတွက်ကြောင့်ဆန္ဒပြကြတယ်။အဲဒီကဒီဝင်ကြီးချုပ်ပရာဂျိုရဲ့ဒီလှုပ်ရှားမှုတွေဒီကုသယောဂပေါ်မှာဂိုင်တွေနဲ့ဂိုင်တွေမှုတွေကိုလုံးဝမကြည်နဲ့ပဲနဲ့အကုန်လုံးအမှန်ကြီးဆန္ဒပြကြပါတော့။အဲဒီဆန္ဒပြပွဲမှာပြည်သူလူထုတော်တော်များများပါဝင်ခဲ့တယ်။သူတို့ပြင်လူငယ်ထိုင်းကျောင်းသားလူငယ်အများကြီးပါဝင်ခဲ့ပါတော့။အဲဒီဆန္ဒပြပွဲဒီ2021ဇူလိုင်လတော့တော်တော်ကြီးဂေးရိုက်ပြီးတော့ထိုင်းအဲဒီတော့ဇူလိုင်16ရက်နေ့မှာ ထိုင်းနိုင်ငံဘန်ကောက်မြို့နာမှာရှိတဲ့ဒီမိုကရေစီအထိမ်းအမဲရုပ်ထုအနားမှာသူတို့ထိုင်းအစိုးရကိုဆန္ဒပြရဲဆန္ဒပြပွဲတခုကျင်းပါတယ်။အဲဒီဆန္ဒပြပွဲမှာဖူဘန်နာရဲ့ delivery rider တူဖြစ်တဲ့ CD Chop Caesar West ဆိုတဲ့ကောင်လေးတယောက်ကထိုင်းပြည်ရင်ရဲ့ဓာတ်ပုံမီးရှို့ဆန္ဒပြနေရဲဆိုတဲ့အာဓာတ်ပုံလေး video file ကိုအာထိုင်း social media မှာပြန်သွားတယ်ပေါ့နော်။အဲဒီဖြစ်ရဲ့ပုံမှာဖူဘန်နာအဲဒီကောင်လေးကို CD Chop ကိုအကြံဖက်တမှာ ။အမသူ့ရဲ့လောက်ရက်ကိုလည်းအချမ်းဘက်လောက်ရက်ဆိုပြီးတော့ခေါင်းစဉ်တက်ပြီးတော့တောင်းရမ်းနေပြောဖယ်ရှားမယ်ဆိုပြီးတော့ဆိုရှယ်မီဒီယာမှာကြီးညာခဲ့ပေါ့။အဲဒါမဲ့ဒူဒူးစီကကောင်းမွန်တဲ့ reaction တော့ပြန်တော့မရဘူးပေါ့နော်။အဲဒီဖူပန်နာရဲ့လောက်ရက်ကြောင့်ထိုင်းလူသူကဖူပန်နာကိုဝိုင်းကော့တဲ့ hashtag စာသားကြီးတက်တမ25တန်းကျော်အသုံးပြုပြီးတော့ပြန်ပြီးတော့ကောင်းတော့ပြန်လုတ်ခဲကြရပါတော့ပြန်ပြီးတုံ့ပြန်ခဲကြရဒါပေမဲ့နောက်ပိုင်းကျတော့ဖူပန်နာအဲ့ဒီအကြောင်းအရာအတွက် ြန်ပြီးတော့တောင်းပန်တယ်ဒီသူလုပ်ခဲ့တဲ့အဲလုပ်ရပါတော့ဒီ action အတွက်ပြန်ပြီးတော့တောင်းပန်တယ်ပြီးတော့စစ်စီချုပ်ကိုလည်းတာဝန်ကနေပြီးတော့ဖယ်ရှားမှာမဟုတ်တော့ဘူးဆိုပြီးတော့သူကပြန်ကြီးညာခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာစစ်စီချုပ်ကထိုင်းနိုင်ငံရဲ့ဥတွေအရာပေါ့နော်ဘယင်ကိုဒါစော်ကားရဲဆိုပြီးအချက်နေပေါ့နော်တရားစွဲခံတိုင်းထိုင်းဥပဒေအနေနဲ့ပေါ့နော်ချိုးဖောက်မှုတွေနဲ့တရားစွဲခံတာဒီကပဲစပြီးတော့ထိုင်းနိုင်ငံမှာရှိတဲ့ အာဖူဘန်နာရဲ့စီဝိုင်းလုပ်ငန်းပေါ်မှာတော်တော်လေးပေါ့နော်အကျိုးသက်ရောက်မှုရှိခဲ့တယ်2021ဇူလိုင်16ရက်နေ့ကစခဲ့ရပါတော့ဒီနေ့ဒီချိန်မှာဆိုလို့ရှင်ထိုင်းမှာရှိရဲ့နမည်ကြီး food delivery company တခုဖြစ်တဲ့ဖူဘန်နာခံရနေတော့ထွက်သွားရတဲ့အတီကိုအာသူတို့ရဲ့ဘိုင်းကောလောက်တာရေတော်တော်ပြင်းထန်ခဲ့ရပါတော့ထိုင်းကပြည်သူတွေရဲ့ ယက်တီချက်ကတော့တော်တော်လေးပြတ်သားတယ်လို့ပြောရမယ်သူတို့ရဲ့ယက်တီချက်ကအမြင်တသက်မှတ်တဲ့တစ်ဖြောင်းနဲ့ပဲသွားတယ်ဘယ်တော့မှတွေ့ပြဲသွားဆိုမရှိဘူးဘိုင်ကောလုံးမယ်ဟေးဆိုလို့ရှိရင်အဆုံးထိလုပ်တယ်နောက်ဆုံးဒီနမည်ကြီးပေါ့နော်ဂျာမန်အခြေစိုက် company နိုင်ငံပေါင်း80ကျော်မှာသူရဲ့ business ကို run နေတဲ့ company ကအထိုင်းမှာနမည်ပြည့်ကြီးနဲ့ထောက်ခွာသွားတယ်ဆိုတော့အလောက်ထိကိုသူတို့ရဲ့ဘိုင်ကောလုံးတာကြီးကကျန်းတယ်တော်တော်ကြောက်ဖို့ကောင်းတယ်ယက်တီချက်ကခိုင်းပါတယ်ပြတ်သားတယ်ပေါ့နော်ပြီးလို့ရှိရင် အဲ့ဒီ impact ကလည်းတော်တော်လေးနာမည်ကြီးရဲ့ company တစ်ခုပေါ်မှာရိုက်ခတ်မှုရှိရဲဆိုတာကျွန်တော်မြင်ရပါတယ်။ဒါကတော့ Thailand Food Panda ရဲ့လက်ရှိတည်င်းအခြေအနေလေးပေါ့နော်။သူတို့ရဲ့တည်င်းလေးတွေကတော့ဒီလိုရှိရဲဆိုတာကျွန်တော်ဒီ podcast တွေမှာပြပြပေးသွားဖြစ်ပါတယ်။ Okay, see you later.